မြန်မာနိုင်ငံမြောက်ဖြားကချင်ပြည်မှာစစ်ရေးတင်းမာမှုတွေပိုပြီးမြင့်တက်လာနေပါတယ်။ပူရာဟုခရိုင်ခေါလံဘူးမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်မရှင်တပ်စခန်းတစ်ခုလဲလွတ်လပ်ရပြီးတဲ့နောက်စစ်တပ်ကလေကြောင်းကနေလက်တော့ပြန်တိုက်ခိုက်နေပါတယ်။ KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအော်တိုဘာလ20ရက်နေ့မှာခေါလံဘူးမြို့နယ်ထဲကစစ်ကောင်မရှင်ရဲ့ပူပေါင်းတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ခံရတဲ့စခန်းတွေဟာ ရှာလက်ဒန်ပြည်သူစစ်စခန်းနဲ့မခေါဒမ်ရွာစုတောင်းတာကုန်းပေါ်ကပြည်သူစစ်စခန်းကြီးတို့ဖြစ်ပြီးဒီစခန်းတွေဟာလန်ဆယ်နဲ့ခေါလန်ဖူးကြား KIA ရှိရာဒေသနဲ့အနီးကပ်ဆုံးစခန်းတွေပါ KIA ဘက်ကခေါလန်ဖူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ်။ KIA ဘက်ကခေါလန်ဖူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စခန်းတွေလည်းလွတ်လိုက်ရပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဟာအော်တိုဘာ20ရက်နေ့ကနေ22ရက်နေ့အထိ3ရက်ဆက်တိုက်လန်ဆယ်ဒေသကိုလီကျောင်းကနေဗုံးကျဲတိုက်ခိုက်နေပါတယ်။အော်တိုဘာ22ရက်နေ့နေ့လယ်ပိုင်းမှာလည်းလန်ဆယ်ကနေတမိုက်ခက်အကွာကရွှေမော်တဝိုက်ကိုဘုံအလုံး20ထဲမှနေကျဲချခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ20ရက်နေ့ဗုံးကျဲတိုက်ခိုက်မှုကြောင့်ဒိသခဲအမျိုးသားတယောက်သေဆုံးခဲ့ပါတယ်။ဒါပြင်လန်ဆယ်မြို့ထဲက ဈေးဆိုင်တွေအိမ်တွေဖျားเจ้าဆောင်တွေပါထိခိုက်ပျက်စီးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်ခေါလန်ဖူးအပြင်ဝိုင်းမော်မြို့နယ်လမြန်ဒေတာနဲ့ဖားကက် KIA တပ်ရင်6နေမြေပါဝင် KIA ထိတ်ချုပ်နေမြေစစ်တပ်နေရာကိုလည်းစစ်ကွန်မရှင်တပ်ကလေကြောင်းကနေဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ KIA တည်င်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်